ာချီလိမ့်မျိုးရွှေရကုံစီတီတော်၌သတင်းကြွလာပြီးညာအဘိဓမ္မာခါတော်နေ့အထူးစီကားလျက်ရှိတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းနယ်ရှိပိုင်းတာချီလိမ့်မျိုးမကာဟုခန်းရက်ွက်ရှိ ရွှေရကုံဖျားစီတီတော်ကြီး၌သတင်းကြွလာပြီးညာအဘိဓမ္မာခါတော်နေ့တွင် စီမီ၉000ကက်လူပူဇော်ခြင်းအလမီးပုံပြန်လွတ်တင်ခြင်းနှင့်မြို့လုံးကျွန်းစုပေါင်းမဟာသုတ္တိတာကျွေးမွေးခြင်းတို့အားစီကားတိုက်မြိတ်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းသူတရင်ကျုပ်ပွဲတော်ကျင်းပပြုလုပ်ရာတွင်တာချီလိတ်စစ်ပြူဟာမူဘိုမူးကြီးကျော်မင်းထွန်းခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးတင်ဝေတုံနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကျော်စွာမျိုးတို့၏ဥဆောင်မှုဖြင့်ခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများနှင့်မိသားစုဝင်များမြို့မိမြို့ဖများပရိုက်တလူမှုရေးအသင်းများကဒေသနေတိုင်းရင်းသားပြည်သူများနှင့်အတူစီမီကိုးတောင်ကတ်လူပူဇော်ခြင်း ဓမ္မစကြာရွတ်ဖတ်ပူဇော်ခြင်းအလမီးပုံမြန်များလွတ်တင်ခြင်းနှင့် မြို့လုံးကျွန်းစုပေါင်းမဟာစတုတ္တီတာကျွေးမွေးခြင်းတို့ကိုပျော်ရွှင်စွာပါဝင်ဆင်နွှဲကုသိုလ်ပြုခဲ့ကြပါသည်။ရှေးစင်လာများစွာကပင်ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည်ခေတ်ဆက်ဆက်ဝါလာကင်းလွတ်တရင်ကျွတ်ချိန်ခါရောက်သည့်အခါတိုင်မိမိတို့ဒေသရှိ တကိုးကြီးဖျားများဇေဒီပထိုးများနှင့်ဆရာတော်ကြီးများတရင်300အကျောင်းတင်ငန်းများတို့တွားရောက်၍ ပန်းစီမီလူပွဲဝိတ္ထုစုစုတို့ကိုပူဇော်ကြတော့ကြခြင်းဖြင့်ကုသိုလ်ဒါနပြုကြလေရှိပါれ။တိုင်းရင်းသားများအပါဝင်ရိုးရာဘာသာမတူတော်လဲမြို့နေလူရေ၃သိန်းကျော်နေထိုင်သော ရှမ်းပြည်နယ်ရှေ့ပိုင်းတာချီလိမ့်မျိုး၏ရွှေတကုံစီရီတော်တရင်ကျွတ်လာပြည်ညသည် ပါဝင်ကုသိုလ်ပြုသူများဖြင့်အမခန်းပင် အထူးစီကားများပြားခဲ့ကြောင်းသိရှိရပါれခမညာ။